ိုဆက်ဆက်ဒီဆက်ဆက်ဝင်ရှုပ်တဲ့သူအင်္ဂလိပ်လို busy body busy body အဲဟိုဆက်ဆက်ဒီဆက်ဆက်ဝင်ရှုပ်တဲ့ကောင်နေရာတကာပါတဲ့ကောင်ငစားအဲလိုမျိုးကျွန်တော်တို့ပြောလို့ရတယ်ဟုတ်ပြီအဲ့ဒါကိုကျွန်တော်တို့ကဒီစကားပြောတဲ့အခါမှာဘယ်လိုမျိုးပြောလို့ရလဲဆိုလို့ရှိရင်အဲအဲ့ကောင်ကတကယ်ငစားအဲတကယ်နေရာတကာဝင်ရှုပ်တဲ့ကောင်ဟိုဆက်ဆက်ဒီဆက်ဆက်အမြဲပါတယ်အဲအဲ့လိုမျိုးပြောချင်တယ်ဆိုရင် that guy is a real busy body that guy is a real busy body အဲအဲ့ကောင်ကနေရာတကာပါတယ်နေရာတကာဝင်ရှုပ်တယ်ဆရာကြီးဆိုင်တယ်အဲ ဟုတ်ပြီအဲ့ဒါကိုကျွန်တော်တို့ကနောက်တစ်မျိုးဘယ်လိုပြောလို့ရလဲဆိုရင်မင်းမင်းဟာမင်းဘောကမှမင်းအဲ့လိုမျိုးဟိုဆက်ဆက်ဒီဆက်ဆက်ဝင်ရှုပ်တဲ့ကောင်မဖြစ်စင်နဲ့အဲကိုထိုင်တဲ့ကိုနေအဲအဲ့လိုမျိုးပြောချင်တယ်ဆိုရင် don't be a visibility don't be a visibility အဲဟိုဆက်ဆက်ဒီဆက်ဆက်ဝင်ရှုပ်တဲ့ကောင်မဖြစ်စင်နဲ့ဟုတ်ပြီအဲ့ဒီဟာကိုကျွန်တော်တို့ကဘယ်လိုမျိုးနောက်ထပ်ပြောလို့ရလဲဆိုရင်အဲ့ကောင်ကအဲ့လိုမှဆိုရင်နေရာတကာဝင်ပါတယ်ဟိုဆက်ဆက်ဒီဆက်ဆက်ဝင်ရှုပ်တယ်အဲအဲ့လိုမျိုးပြောချင်တယ်ဆိုရင် he acts like a visibility at work he acts like a busybody at work အဲကောင်အလုပ်မှာဆိုရင်ဟိုဆက်ဆက်ဒီဆက်နေရာမြဲပါတယ်ဆရာကြီးလိုက်လို့တယ်တကယ်ငစားပါမချင်းအောင်အဲအဲ့လိုမျိုးကျွန်တော်တို့ပြောလို့ရတယ်ဟုတ်ပြီနောက်လိုမျိုးကျွန်တော်တို့ဘယ်လိုပြောလို့ရလဲဆိုရင်ဒီလိုမျိုးဟိုဆက်ဆက်ဒီဆက်ဆက်ဝင်ရှုပ်တဲ့ကောင်နေဆိုလို့ရှိရင်ဘယ်သူမှမကြိုက်ဘူးအဲအဲ့လိုမျိုးပြောချင်ရင် nobody likes a busybody nobody likes a busybody အဲဟိုဆက်ဆက်ဒီဆက်ဆက်ဝင်ရှုပ်တဲ့ကောင်နေဆိုရင်ဘယ်သူမှမကြိုက်ဘူးအကုန်လုံးကဝိုင်းချင်တယ်อืมအဲ့လိုမျိုးကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်တို့ ဘွားမှာလည်းအဲ့လိုမျိုးလူတွေနဲ့ကျွန်တော်တွေ့ဘူးကြမှာပါဆိုတော့အဲ့လိုလူမျိုးတွေနဲ့နောက်တစ်ခါထပ်တွေ့ရင် busy body လို့ကျွန်တော်တို့ခေါ်လို့ရတယ်